ဒီအိမ်မော်ခေါ်လာမယ်ဆိုတော့ကျမသားလေးရဲ့ခံစားချက်ကိုမမေထက်မစင်စားတော့လားမိုးဘလို့လေးတန်းနဲ့ပြောနေတာလေ ငါပြန်လာခဲ့မယ်ပြောပြီးပြန်မရောက်လာဘူးမုန်းထောင်းရလဲဒီရင်ကြီးကိုရောက်မလာဘူးပါလေလေဒီရင်ကြီးထဲမှာရှိတဲ့သူတွေကဘလို့စိတ်ထားရှိတဲ့လူတွေလဲเนี่ยตะเปี้ยญาติมามิมี่เนาะဟုတ်ပါတယ်ငါส่งตัวได้สนูရဲ့အမခင်ဝင်ပြီပါ ်နင်ပြောတဲ့အတိုင်းဆိုရင်စနိုးကမိုးနှောင်းကိုလာခေါ်ပြီးပြန်မှာကရိုက်စင်ဖြစ်သွားတယ်ဆိုတဲ့ဘောလားဟုတ်ပါတယ်ဟိုလေမစနိုးတိတ်တာလည်းလေတူယူတာယူမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့မိုးနှောင်းမစနိုးလာခေါ်တဲ့နေ့ကအဲ့ကားမောင်းတဲ့လူကြီးကလေနောက်ရကြတော့မင်းမြို့ဓာတ်နဲ့လာပြီးတော့ထိုးတယ်ဟိုကြည့်ရတာလေသူလှုပ်ချက်နေဟာကိုမင်းမင်းသိနေလို့ပြန်လာတတ်တာလားတော့မသိဘူးအဲ့ကြောင့်မလို့လေဟိုမိုးနှောင်းလည်းအရင်စိတ်ပူတယ်ဟိုပြီးတော့လေမမတပြေကလည်းဘယ်ရောက်နေမှလည်းမသိဘူးအဲ့ကြောင့် အရေးဆုံးပြီးတော့လာခဲ့ရတာပါခုချိန်မှာတပြည့်ရောမိုးနှောင်းကဆက်သွယ်ပြက်နေတယ်ရှာလို့လည်းမတွေ့ဘူးရှင်ဟိုအဆောဟိုမိ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 ဘလို့ဘလို့လောက်ရမလဲဟင်ဟိုတို့တို့ပြောက်နေတဲ့အကြောင်းကိုရဲစခန်းကိုအကြောင်းကြားလိုက်ရမလားတိုင်ရင်လည်းတိုင်လိုက်လေဒီမှာဘာတက်တည်ရှိလို့တို့တို့တိုင်ပါမယ်အိမ်မှာတပြင်းနဲ့မိုးနှောင်းမုန်းနေတူရဲ့ရှိနေပြီသား နင်းအဲ့လိုသွားတိုင်လာရင်တို့တော့ပူဆိုးဖို့ပဲရှိမှာဟိုတို့ဘာဖြစ်လို့မုန်းသွားလဲဘယ်သူတွေကမုန်းတာလဲရက်ဆန်နေနဲ့မိုးတည်တာတပြေကရက်ဆန်နေရဲ့ယောက်ျားနဲ့ဖောက်ပြန်တယ်ရှင်ဟိုမဖြစ်နိုင်ပါဘူးဟောဘာလို့ခံနေနေရလဲနင်းမရဲ့ဇာတ်ကိုလည်းနင်းသိရတာလဲမိုးနှောင်းကတော့အင်းမြောက်မိုးရဲ့သားဖြစ်နေလို့ကိုကိုကြီးရဲ့အခုဇနီးမိုးတည်တာလက်ခံမပေးနိုင်ဘူး ဲ့အเจ้าနဲ့ကြောင့်ပျောက်နေလို့ငါထင်တာပဲအဲ့တော့နေကမျက်စံနေနဲ့မိုးတီတာတို့ရဲ့အနည်းဆုံးလူဖြစ်အောင်လုပ်ပြီးတော့ဒီเจ้าနဲ့ကိုစုံစမ်းရမှာမင်းမင်းဘယ်လိုစုံစမ်းရမလဲနေငါတို့အိမ်မှာပန်းကလေးဖြစ်နေအလုပ်ဝင်လုပ်ပါနေအလွယ်တကူအလုပ်ဝင်လုပ်လို့ရအောင်ငါအားလုံးစီစဉ်ပေးထားမယ်ဒီကနေအိမ်ထဲရောက်ဖို့ပဲနေအိမ်ထဲရောက်ပြီဆိုရင်နေအမနဲ့နေမောင်ဘယ်လိုပျောက်သွားတယ်ဆိုတဲ့အမှန်တရားကိုနေကိုယ်တိုင်ရှာဖွေလို့ရမှာ

ဲ့အိမ်ကြီးကိုမသွားချင်ဘူးလို့ညင်းခဲ့တာအဲ့တော့မိမိကထည့်ပေးလိုက်တာမိမိရဲ့အမားပါအခုတော့မတ်စနိုးလဲတေးရမိုးနှောင်းလို့လည်းဘယ်ရောက်လို့ရောက်နေမှလဲမသိတော့ပါဘူးဒီတက်ပေါ်ကနေစီမှာရှိနေသေးတာပဲအော်တပြေးငါ့ကိုမိုးနှောင်းနဲ့တွေ့ပေးတဲ့နေရာဒီတက်ပေါ်ပြထားတယ်လေတေချာတိတ်နာနော်ကိုကိုရုပ်ဖွင့်ပြောတဲ့နေကြရယ်ဒီတက်ပေါ်ကနေထုတ်ပြမှာ အောင်စီဖဲသွားမလို့လေအိမ်မှာနာရေးဖြစ်နေတာတောင်းမင်းကအပြင်ထွက်ပြီးအရက်တော့တောက်မလို့လားအရက်တော့တောက်မလို့မဟုတ်ပါဘူးဘောပဲရှုံးသွားတာပတ်စံသွားပေးမလို့မကြောက်ပြန်လာမှစိတ်ချပြန်လာလို့ချင်လေမမေးကြီးတို့စားကောင်းတာလေးဝယ်လာမလို့မမေးကြီးကမစားမတော့ဘဲနဲ့စလို့စိတ်နဲ့စိတ်ထိခိုင်နေမှာစိတ်ထိခိုင်မလို့စိတ်ချ မင်းကမမေကြီးရဲ့သားကြီးမမေကြီးမွေးထားတဲ့သားသမီးသုံးယောက်ထဲကသားတယောက်ထဲပါလာတဲ့သားအခုဆိုရင်သမီးလေးစနေဝါလည်းမရှိတော့ဘူးဆိုတော့မင်းရဲ့ဝရီယာပဲမမေကြီးရဲ့အရေးအယောင်စက္ကန့်ရမှာ မင်းသားတီရွယ်ရောက်တဲ့အထိသာအသုံးမချရတဲ့သူတယောက်အနေနဲ့နေခဲ့ပြီပြန်မကောင်းနိုင်တော့ဘူးလားသားလေးရဲ့မမီယူအခုလိုပဲထိခဲ့ခံစားစေချင်နေတော့တာလားအယတမလောက်ကစားသမဘဝအောင် တစ်သလုံးဖက်တွေ့ထားတော့မလားသားရဲ့ဒါလူကောင်းကြီးတို့ပြန်နေလိုက်တော့ဒါကြောင့်စင်းစင်းရဲရဲနဲ့ဒုက္ခတွေနဲ့တေသွားတဲ့လူအားနာစရာကောင်းမှာပေါ့စနိုးတို့ချိန်မင်းလာတို့တေသွားကြတာတေသွားတာမှကောင်းမယ် 高才的。呢。阿妹，那我们叫别忙了，打点了都行，打回来。 ။ဘာပဲဖြစ်ဖြစ်မိမိကြီးရဲ့မိပဲလေ။အခုသူ့မိအင်းမြမို့ဆိုတာလေ။ဒီလောကကြီးထဲမှာရှိမှမရှိတော့လား။ကိုမိကိုစောင့်ရှောက်ဖို့တာဝန်မိမိကြီးမှာရှိတယ်။မိမိအဲ့ဒါဆိုရင်မိုးရဲ့သားလေးမိမိကြီးရဲ့မိလေးအတွက်ကြတော့အရင်မိုးရဲ့သားလေးမိမိကြီးရဲ့မိပဲလေ။သားအောင်စီတောက်စားမှုရစ်ပြီး ပြောမရဆိုမရဖြစ်နေတာရဲ့အဖြေကအေးမြမိုးနဲ့ရတဲ့တာကိုရှာမတွေ့လို့သူ့ကိုယ်သူတာဝန်မချေဘူးဆိုပြီးခံစားနေရတာအဲ့တော့မိုးကသဘောထားကြီးကြီးနဲ့ဒီမှာအဲ့ခလေးကိုနေခွင့်ပေးလိုက်ရင်အားလုံးအဆင်ပြေသွားမှာဒါအကောင်းဆုံးဖြည့်ရှင်းတဲ့နည်းပဲဘာလို့အကောင်းဆုံးဖြည့်ရှင်းနည်းလဲမမေကြီးရဲ့ မမေရဲ့မြည်လေးစီတူစော်ထိခိုက်ခံစားသွားမှာကြတော့မမေကြီးထက်မတွက်တော့လားဟင်မိုးရဲ့သားလေးခမရလေးသူ့ဖေကတော့မချစ်ဘူးဆိုတော့စိတ်နဲ့တဘွာလုံးသူ့ဖေချစ်လာအောင်လို့မျိုးစုံစ조사နေရတာမမေကြီးရဲ့အဲ့တော့မြေရဲ့ဆက်ဆက်မမေကြီးရဲ့နောက်ထပ်သားတစ်ယောက်ကိုဒီအိမ်မော်ခေါ်လာမယ်ဆိုတော့ကျမသားလေးရဲ့ခံစားချက်ကိုမမေကြီးထက်မစင်စားတော့လားမိုးဘလို့လေးတန်းနဲ့ပြောနေတာလဲမြည်လေးစီတူစော်အမေဖြစ်တဲ့မိုးဟာ နားဝင်အောင်တည်တည်ချာချာပြောပြရမှာပေါ့။ဘာကြောင့်မှန်းတော့မသိပါဘူး။အဲ့ဒီကလေးဒီအိမ်မော်ကိုရောက်လာပြီဆိုရင်အောင်စိစိတ်တွေပြောင်းလဲသွားလိမ့်မယ်လို့မမီးယုံကြည်နေတယ်။အောင်စိစိတ်တွေပြောင်းလဲဖို့အတွက်သူတသက်လုံးတောင်းတနေတယ်။သူ့သားလေးကိုထုတ်ပြရတော့ မိုးအတွက်ကလည်းဇနီးကောင်းဆိုတော့ပြသဖို့အတွက်အခွင့်အရေးပဲ။အော်ဟုတ်တာပေါ့။မိမေကြီးပြောတာတိတ်ကိုနီးလန့်ကြတာပဲနော်။မိုးကလေဒီကိစ္စတွေကိုမိုးကိုယ်တိုင်ပြပြလာရင် မိုးတက်တက်လုံမောင်းပေါ်မှာမျောလင့်ထားတဲ့အချစ်တရားရလာမလားမသိဘူးနော်။